။နာမည်ကြီးပင်လယ်တို့များအနီရောင်ခြေထောက်ပိုင်ရှင်ဇက်နဲ့ဒွန်ခရီတွေ့ဆုံခြင်း။အပိုင်းနဆတ်သုံးမတော့ဆိုင်ရှင်ဇက်ဟာဒွန်ခရီကိုအစားအစာတွေပေးပြီးထွက်လာခဲ့ပါရီ။သူတပည့်တွေနဲ့အခြားသောဆက်ဖို့မှုတွေကဒီကောင်ဒီကိုအစားတောက်တွေပေးလိုက်ရင်သူတို့အစားတောက်ဆိုင်တစ်ခုလုံးအပိုင်းသိမ်းခံရမယ်လို့ဆိုပါရီ။ဆိုင်ရှင်ဇက်ကလည်းသူတို့တိုက်ခိုက်နိုင်ရင်တိုက်ခိုက်ပါစေဆိုပြီးပြောလိုက်ပါရီ။နောက်ပြီးဟုတ်တယ်မလား grand line မှာရှုံနေခဲ့တဲ့စစ်တီတော်ကြီးလို့ပြောလိုက်ပါရီအဲဒီတော့မှအဖွဲသားကြီးဟာ donkrey ကြီးက grand line မှာရှုံနေခဲ့တာလားလုံးဝမဖြစ်နိုင်ဘူး အရှိပိလက်မျိုးကိုအုပ်စိုးတဲ့သူကတင်းမောသား90နဲ့ရှုံးနှိမ့်ခဲ့တယ်လို့အံ့ဩနေကြပါသည်။အဲဒီအချိန်မှာပဲဒွန်ခရီဟာဆိုင်ရှင်ဇက်ကိုခမားကခြေထောက်ညီဇက်မလားမသိသေးဘူးလားလို့မိလိုက်ပါသည်။အတော်ဆုံးဆပ်ဖို့မူကောအတော်ဆုံးပိလက်နဲ့မျိုးဝဖြစ်ခဲ့တဲ့သူနဲ့ဒီမှာလာဆောင်ရမယ်လို့ထင်မှတ်ထားဘူးလို့ပြောလိုက်ပါသည်။ဇက်ကလေငါတိရာမတိရာမင်းနဲ့ဘာဆိုင်လို့လဲမင်းမြင်တဲ့အတိုင်းပဲငါကဒီမှာဆပ်ဖို့မှုလုပ်နေအတက်မွေးဝမ်းချောင်းပြုတ်နေရလို့ပြောလိုက်ပါရီဒွန်ခရီကရောဟာဟာပတ်ပတ်ကြီးမောလိုက်ပြီခမည်းပြောသလိုမှန်ပါစီ ခင်ဗျားကစပုံမူးလုံးနဲ့ဝမ်းချောင်းနေတာမဟုတ်ဘဲစပုံမူးပဲလုံးရတာလို့ဆိုပြီးပြက်နေတဲ့ခြေထောက်ကိုကြည့်ပြီးခနဲ့တက်တက်နဲ့ပြောလိုက်ပါရီတိုက်ပွဲမှာလက်ကိုတစ်ခါမှမသုံးဘဲခြေထောက်နဲ့ပဲတိုက်ခိုက်ပြီးအနိုင်ယူရတဲ့ခြေထောက်ညီဇက်ကြီးလို့ခေါ်ကအလုံးရဲ့ရှေ့မှာသူ့ရဲ့ခြေထောက်ကြီးဟာသူ့အနီအောင်ဦးကြီးတွေဖုံးလွှမ်းနေပြီးကြောက်တုံးတွေကိုတော့ခြေမွားပြစ်နိုင်တယ်စတီးသက်ထုတွေကိုတော့မှခြေရထင်အောင်ပြုတ်လုံနိုင်တယ်လို့တင်းမောသားတွေကိုဆိုင်းရှင်ဇက်ရဲ့လက်ဝက်ချက်တွေကိုပြောပြလိုက်ပါရီအနီအောင်ခြေထောက်လို့ခေါ်တာကရန်သူတွေရဲ့သွေးစွန်းနေလို့တင်စားပြီးခေါ်တာအခုတော့အဲ့ဒီခြေထောက်ကမရှိတော့ဘူးလို့ပြောလိုက်ပါရီ ဒွန်ခရီယာထပ်ပြီးတော့ဇက်ကိုပင်လယ်ပြင်ရဲ့တိုက်ပွဲတစ်ခုမှာရှုံးနိမ့်ခဲ့ပြီးခြေတော်တစ်ဖက်ဆုံးရှုံးရတယ်လို့ကောလာဟလာကြားလိုက်တယ်။ခမားအတွက်ခြေတော်တစ်ဖက်ဆုံးရှုံးရတာဟာပင်လယ်ပြင်တိုက်ပွဲမှာတိုက်ခိုက်နိုင်စွမ်းနေပါဆုံးရှုံးသွားခဲ့တာပဲလို့သူပါကြီးကဇက်တိုက်ပြောနေတာပါ။ဆိုင်းရှင်ဇက်ကလည်းပဲတိုက်ခိုက်နိုင်စွမ်းကခြေတော်မှာမရှိတာဟော်ရီကချက်ပြုတ်နိုင်တဲ့လက်တည်ရှိသေးတယ်။မင်းကဘာပြောချင်နေရလဲ။ပြောမှသာပြောလိုက်စမ်းပါလို့ပြောလိုက်ပါရီ။ဒွန်ခရီကလည်းခမားက Grand Line ကိုအန်နီယကင်းကင်းနဲ့ဝင်ထွက်သွားလာနိုင်တဲ့လူတွေတဲကတယောက်ဖြစ်ပြီးခကြီးစင်အားလုံးကိုမှတ်တမ်းတင်ထားတဲ့စာအုပ်တော့ရှိမှာပဲလို့တောင်းလိုက်ပါရီ လူဗီကအန်ဟော်ပြီး grand line ကိုရောက်ဖူးတယ်ပေါ့လို့ပြောလိုက်တော့ဟုတ်တယ်ရောက်ဖူးတယ်စာအုပ်လည်းရှိတယ်ဒါပေမဲ့မင်းကိုတော့မပေးဘူးဒီစာအုပ်ကငါနဲ့အတူသွားခဲ့တယ်ငါအဖွဲသားတွေရဲ့ဂုံသိက္ခာပဲလို့ဒွန်ခရီးကပြောလိုက်ပါတယ်ဒွန်ခရီးကလည်းပဲဒါဆိုရင်တော့ခမားစီကစာအုပ်ကိုလူယူရတော့မှာပဲ grand line မှာရှုံးနေခဲ့တာမှန်မိမဲ့အတန်မာဆုံးဒွန်ခရီးဖြစ်နေတော့မယ်လို့ပြောက grand line နဲ့ကိုပြန်ဝင်ဖို့စွမ်းအားအင်အားရီမန်းချက်အကုန်လုံးလုံလောက်နေပြီးသူ့မှာမရှိတာက grand line ရဲ့အချက်လက်နဲ့မြေပုံသားမရှိတာလို့ပြောလိုက်ပါတယ် ဒီအချက်လက်တွေသာမရှိလို့ရှုံးနေကြတာဖြစ်ပေမယ့်အခုဇိုင်းရဲ့မှတ်တမ်းစာအုပ်ကိုသာရယူနိုင်ရင် Grand Line ကိုသွားသိမ်းပိုက်ပြီး One Piece ဆိုတဲ့ရတနာကိုရယူကပင်လယ်ဓားမြစစ်တပ်ကြီးတခုကိုပြန်လည်တီထောင်ကပင်လယ်ဓားမြခေကြီးမှာအင်အားအကြီးဆုံးဒွန်ခရီပဲဖြစ်နေမှာလို့ကြုံဝါနေတာဖြစ်ပါရည်။ဒါကို Luffy ကကြားပြီးတော့အရှိထွက်လာကဂျုတ်ကမှပင်လယ်ဓားမြပြင်ဖြစ်မဲ့ကောင်ကွာလို့ပြောလိုက်ပြီးဇဖုံမှုဘတ်တီကတော့တောက်တူမရောက်ကောင်လေးမင်းဘသူ့ဘုံမှာမရှင်နိုင်ပါဘူးဆိုပြီးတားလိုက်ပါရည်။အဲ့ဒီချိန်ဒွန်ခရီးကမကြောက်ဘူးလို့တတ်မှတ်လိုက်မယ်လို့ပြောတော့လူဖီကသူ့ကိုငှချိုလေးထင်တာလားဆိုပြီးဂျုတ်ကမှ Grand Line ကိုအုပ်စုမဲ့ဘီရင်กว่าလို့ပြောလိုက်ပါရီ ဒွန်ခရီးကလည်းဒေါပွားပြီးသူလိုလူ9000ပါတဲ့တင်မောရီနေတောင်ခုနှစ်ရက်သွားတာပြက်စီးခဲ့ရတာလူဗီရောဆိုလို့ရှိရင်တော့ grand line ကိုသွားဖို့လုံးဝမဖြစ်နိုင်ဘူးလို့ပြောလိုက်ပါတယ်လူဗီကလည်းဇွဲမလျှော့ပဲသူတယောက်သေးတာ grand line ကိုအုပ်ဆိုးမဲ့သူလို့ထပ်ပြောလိုက်တော့ဒွန်ခရီးကအခုပြောနေတဲ့စကားတွေကိုပြန်ယုံသိရင်ယုံသိမဟုတ်ရင်တော့တစားစီလုံးပြစ်မယ်လို့ကြိမ်ဝါလိုက်ပါတယ်ဒီလိုနဲ့လူဖီနဲ့ဒွန်ခရီးခြားကြတော့မယ့်အလုပ်မှာဥဆုပ်နဲ့ဇိုရိုကရောက်လာပြီးလူဗီကိုကူညီပေးရမလားခြားကြတော့ရင်ဆိုပြီးတော့လှမ်းပြောလိုက်ပါတယ်လူဖီကလည်းပဲ သူတယောက်တည်းအဆင်ပြေတယ်အခုညီလိုရင်ပြောမယ်လို့ပြန်ပြောလိုက်တော့ဒွန်ခရီးယားဟဲဘတ်ဘတ်ရီပြီးတော့ဒီလူတွေကမင်းရဲ့အဖွဲ့တွေလားလူကလေးနေလိုက်တာလို့လူဖီရိုကိုလောင်းလိုက်ပါရီဒီလိုနဲ့ဒွန်ခရီးဟာလူဖီရိုနဲ့နောက်မှဆင်းရဲရှိမယ်လို့ပြောပြီးသူ့အဖွဲ့သားတွေကိုအစားအစာသွားကြွေးမယ်ဆိုကဆိုင်ရှင်ဆက်ပေးတဲ့စားစရာတွေကိုယူသွားပြီးမသိချင်သေးတဲ့သူတွေကိုဒီဆိုင်တွေကအမြန်ထွက်သွားကြလို့ပြောလိုက်ပါရီသူရဲ့ဤမန်းချက်ဟာဒီဒီမော့ကြီးနဲ့အမှတ်တမ်းစာအုပ်လို့ပြောပြီးထွက်သွားပါရီဂျွန်နီနဲ့ယူဆာကိုရိုနှစ်ယောက်ကတော့အရေးချင်နေတယ်ကိုရှောင်းကြည့်နေပြီးနာမီကိုခေါ်ကအထဲကိုလိုက်သွားတဲ့ညောင်ပြောလိုက်ပါရီ ။နာမီကတော့မကြားပဲဖိပြက်နေတဲ့ဂျိုနီနဲ့ယူဆာကူအနီးကပြောမှကြားပါရီ။နာမီဟာအလုံးရဲ့ဖန်ဝင်ရန်ပိုစတာကိုကြည့်နေပြီးသူကတခုခုတွေးနေတာဖြစ်ပါရီ။တဖက်မှာလည်းဂင်းကလည်းသူဒီလိုဖြစ်သွားမယ်လို့ထင်မှားဘူးလို့စန်ကြီးကိုတောင်းပန်နေကြတာပါ။ဆိုင်းရှင်ဇက်ကမင်းတောင်းပန်စရာမလိုဘူး။စပေါ်မူရီဆိုတာဒီလိုမထင်မှားထားတာတွေလည်းဖြစ်တတ်တယ်ဆိုပြီးသူ့ကိုကပြောပြလိုက်ပါရီစပေါ်မူပါတီကလည်းဆိုင်းရှင်ကဆန်ဂျီကိုကူပြောပေးနေလို့နမ်မရီကိုအော်ပြောနေပြီးဂျန်နေဖွဲ့သားတွေကလည်းဆန်ဂျီကြောင့်စားတော့ဆန်ဂျီပြည့်စည်ရတယ်လို့တရားတော်ပြောနေကြပါရီ ဒီလိုနဲ့ဇာဟာဇာတော့ဆိုင်ကောင်တွေကိုပါဇက်ပိတ်ဆိုပြီးစံကြီးလောက်တာဟာဇပုံမှုတယောက်လောက်တင်တာကိုလောက်တာဒီလိုပင်လေပြင်ကြီးမှာအစာငတ်တဲ့တန်ကိုခံစားရဘူးလားအစာငတ်တဲ့သူတွေရဲ့ဒုက္ခကိုစံကြီးကကောင်းကောင်းသိတယ်ကကြီးကြောင်လုံးနေတဲ့သူတွေအားလုံးကိုအနောက်ဘက်ကလစ်သွားကြလို့အောင်အောင်ပြောလိုက်ပါရီဒီမောသားဇပုံမှုတွေအားလုံးကလည်းပဲဒွန်ခရီကိုဒီဒီမောကနေပဲကူတိုက်ပြီးမှဒီမှာပဲနေမှာပဲမမသွားဘူးလို့ဒါရပြင်းပြင်းနဲ့ပြောနေကြပါရီဂင်းကလည်းမင်းတို့အားလုံးဒွန်ရဲ့အင်အားကြီးဝုန်းကိုမသိကြတာလားလို့မေးလိုက်ပြန်ပါရီဒီလိုနဲ့စံကြီးကရောက်လာပြီးဗိုက်စာနေတဲ့သူတွေကိုအစားကျွေးဖို့ကငါရဲ့ခံယူချက်ပဲ ဒါပေမဲ့အစာဝါသွားလို့စားတော့ဆိုင်ကိုကြွက်သားအမြောင်းမြောင်းနဲ့လူရဲသူတွေလာတိုက်ခိုက်ရင်တော့တက်ပြည့်တဲ့တော့တက်ပြည့်ရမှာပဲလို့ပြောလိုက်ပါရီ။နာမီကလည်းပဲဆန်ကြီးရဲ့ပြောပုံနဲ့သွေးပုံတွေကိုသဘောကျပြီးအယံမိုက်တာပဲဆိုပြီးဦးစုပ်နဲ့ဆိုတော့ကိုပြောပြနေပါရီ။လူဗီကလည်းဂင်းကိုဆက်ပြီး Grand Line အကြောင်းနေမိပြီးဂင်းကလည်း Grand Line အကြောင်းသူတကယ်မသိဘူးဆိုတာအိမ်မလားတကယ်ဖြစ်ပြလားဆိုတာမသိကြွေးတာပါ။တကယ်တော့သူတို့ဟာ Grand Line ကိုဝင်ပြီး9ရက်မြောက်နေမှာပဲ။ဒီမုံ90နဲ့လူ9000လုံးကိုတယောက်ထဲသောလူစွမ်းကောင်းကခြေမုံပြလိုက်တယ်လို့ဂင်းကပြောနေတော့အားလုံးကအံ့ဩသွားကြပါသေး။ ဂင်းကလည်းအဲ့လူပေါ်လာတာနဲ့တေမောရီအကုန်လုံးတစားစီမြုပ်သွားပြီးကံကောင်းကျင်တော့မုံတိုင်းဝင်လာလို့မဟုတ်ရင်တော့သူတို့ရဲ့ပင်မတေမောကြီးပါနင်းမြုပ်သွားပြီးသူရောတခင်တွန်ခရီးပါလက်စတုံးသွားမှလို့ဆိုလိုက်ပါရီအလုံးကလည်းဂင်းပြောတာတွေကိုနားထောင်နေပြီးဂင်းဟာဒီအတိတ်တွေကိုစာမပြောချင်တော့ဘူးတွေးမိရင်တော့မှစိတ်ကချောက်ချားရတယ်လို့ပြောနေပါရီနောက်ပြီးအဲ့ဒီလူမှာစူးချရတဲ့မျက်လုံးတွေရှိတယ်သူအကြီးနဲ့အကြီးခံလိုက်ရရင်ဂျိုယိုတချောင်စိတ်တန့်သွားတာပဲလို့ပြောလိုက်တော့ဇိုရိုကထလာပြီးဆိုင်ရှင်ဆက်ကလည်းပဲဒိန်ငံမျက်လုံးရှိတဲ့သူဟာဘာလို့ပြောလို့မရပါ့မလဲမင်းပြောပုံတိုင်းအတိအကျဆိုရင်တော့အဲ့ဒီသူတို့ပဲရှိရမယ်လို့ပြောလိုက်ပါရီ လူဖီကလည်းဇိုရိုကိုမေးလိုက်တဲ့အခါမှာဇိုရိုကဒီပင်လယ်ပြင်ကိုလာတာသူ့ကိုရှာဖို့လိုက်လာတာသူနဲ့ထိတ်တဲရင်ဆိုင်ခြင်းလို့ဆိုပြီးပြောလိုက်ပါရီဒီလိုနဲ့ဆန်ကြီးကလည်းပဲအဲ့ဒီလူကမင်းတို့ရန်ရှာလို့တပ်ပစ်တာလားဇက်ကလည်းသူအဲ့နေတော့နှောက်ရှက်မိလို့လားအတီးတီးတီးကျင်စောရီနဲ့ဂင်းကိုပိတ်မိလိုက်ပါရီဂင်းဟာစိတ်ရှုပ်ပြီးတော့ဒီလိုနေရာမျိုးကိုငါတို့ကလူအိတ်နေရုံနဲ့သွားမလားလို့អော်ပြောလိုက်တဲ့အခါဇက်က Grand Line ဆိုတာဘာမှမဆိုဖြစ်နိုင်နဲ့ခံမှန်းလို့မရတဲ့နေရာပဲလို့ပြောလိုက်တော့ဥစုပ်ကကြောက်ဒူးတုံနေပြီလူဗီကိုအဲ့ဒီနေရာကြီးကိုမသွားဖို့အတွက်អော်ပြောနေပါရီလူဗီကလည်းကြားရတာစိတ်လှုပ်ရှားလိုက်တာ ဒီနေရာကိုသွားရမယ်ဇိုရိုကလည်းငါဓာသမားဖြစ်လာတာအဲ့ဒီလူကိုတွေးချင်လို့ပဲသူလဲသွားမယ်ဆိုပြီးပြောနေပါ ड़ी ဥဆုပ်ကတော့ဒီကောင်လေးယူနေပြီဆိုပြီးနားမလည်တယ်လို့ကြည်နေပါ ड़ी စန်ကြီးကလည်းငဒုံးနေပါညာနဲ့စပုံမှုပန်တီကတော့မင်းတို့ကောင်ဒီဒွန်ခရီးရဲ့တင်မောကိုတော့ဆုပ်ပြတ်သွားအောင်လုပ်နိုင်တာစိတ်ကူးရင်နာတွေကိုရှော့တော့လို့ပြောလိုက်ပါ ड़ी တစ်ဖက်မှာလည်းဒွန်ခရီးရဲ့တင်မောပေါ်မှာသူတပည့်တွေအစားအသောက်တွေကိုအားရပါးရစားတောင်းနေပြီးသူတို့မသိတော့ဘူးအသက်ဆက်ရှင်လို့ရပြီဆိုပြီးပြောနေကြပါ ड़ी ဒွန်ခရီကလည်းပဲပင်လယ်ဓမြအသင်းကြီးကလွတ်လာခဲ့ပြီး Grand Line ကိုထပ်သွားလို့ရပြီလို့ပြောကာအဖွဲ့သားတွေမျက်နှာပြတ်သွားတော့မျက်နှာပီကဘာဖြစ်သွားတာလဲလို့ဆိုတာတယောက်ကိုတနက်စာကျွေးလိုက်ပါရီခလုတ်ထီမောင်းအမီတာဆိုသလိုအားလုံး Grand Line ကိုသွားဖို့သဘောတူလိုက်ကြပါရီအနီးနားမှာပဲသူတို့ဒီမောကိုလင်ငယ်လေးစင်းပေါ်ကလူတူဦးကအခဲခတ်ကြည့်နေပါရီဒွန်ခရီကလည်း Grand Line ကိုပြန်သွားဖို့ဆိုရင်အရင်ဆုံးဒီလိုဆုပ်ပြတ်တက်နေတဲ့ဒီမောကိုထားခဲ့ပြီးခိုးစားတော့ဆိုင်ဒီမောကိုယူမဖြစ်မဲအဲဒီစားတော့ဆိုင်နေမှာလူရန်ကားဆက်ဖို့မှုတွေပဲရှိတာ ရန်သူကပေါ်သေးသေးဆိုတော့အလွဲတကူအနိုင်ယူလို့ရနိုင်တယ်လို့ပြောကောင်ဇာတော့ဆိုင်ကိုတိုက်ခိုက်ဖို့အတွက်ပြောနေတော့မှာပဲသူတို့ရဲ့ဒီမော့ဆုပ်ကြီးဟာတစ်ဖက်ကလီငယ်ဘော်ကလူရဲတားအဝေးမှာပဲအပိုင်းပိုင်းပြတ်ထွက်သွားပါတော့တယ်ဒီမော့သားတွေကလည်းပဲအကုန်ရေထဲကိုကြာကုန်ကြပြီသူတို့ဒီမော့ကြီးအပိုင်းပိုင်းဖြတ်ခံလိုက်ရတယ်လို့အော်ဟစ်နေပါတယ်ဒွန်ခရီးကလည်းပဲအပိုင်းပိုင်းခံရတာမဖြစ်နိုင်ဘူးဆိုပြီးမယုံနိုင်ဖြစ်နေခဲ့သေးတာပါသာသာဆိုင်ဒီမော့ကလည်းဒွန်ခရီးတို့နှိမ့်မြုပ်သွားတဲ့အချိန်ကြောင့်ရိန်ထိုးနေခဲ့ပြီးတော့လူဗီဇိုရိုဥဆုပ်တို့ကလည်း သူတို့ဒီမိုဘောကနာမီနဲ့ဂျွန်နီနဲ့ယူဆာကူဟာနာမီကသူတို့ရဲ့ရန်နာတွေကိုခိုးယူပြီးထွက်သွားကြောင်းပြောပြလိုက်တော့အလုံးကလည်းအန်ဟောကစိတ်ပြတ်သွားကြပါသည်။ဆိုင်ရှင်စားကလည်းပဲတဖက်ကလီဘောကသူရဲကောင်းကိုလမ်းကြည့်လိုက်ပြီးဒါကားလို့ပြောနေချိန်မှာပဲဆိုတော့ကအဲ့လူကတိုင်ငံ့မြက်လုံးမဲလို့ဆိုပြီးဇလန်လေးကလည်းတခန့်ရက်သွားပါသည်။ဂျန်ရှိနေတဲ့အပိုင်းတွေကိုလည်းဆက်လက်ဆောင်မြော်ပေးကြပါအောင်ခင်ဗျာ။